ဒီနေ့မှာတော့အမျိုးသမီးများအတွက်မရှိမဖြစ်ခြင်းခြင်းရဲ့အကြောင်းကိုတင်ပြပေးချင်ပါတယ်မြမတလီမြမဟန်အရာကလေးမီဖွားစာအမျိုးသမီးကိုမိနေတယ်လို့ခေါ်လို့ရှိပါတယ်မိနေမိခင်များအဖို့မိတွင်ကာလမှာသွေးသားတန့်ရှင် စင်ကြယ်အောင်ပြုလုပ်ဖို့အလွင်ရည်ကြီးပါတယ်။သွေးသားတန့်စင်နေမှသာအမျိုးသမီးများမှာဖြစ်တတ်တဲ့ယောဂဗျာကင်းဝေးစီမှာပါ။ ဒါမှမဟုတ်မိရက်ကျူမိရက်နာ ပိန်ချုံချိနေခြင်းအသားအရင်မဆိုးပြေပဲ၆တွေ့ခြင်းအသားအရည်ပူခြင်းမျက်နာပေါ်တင်းတိတ်ဆွဲခြင်းမျက်နာနဲ့လဲဘင်းတွေမှာအနီကွဲအညူကွဲများဖြစ်ပေါ်လာခြင်းစကားပြောလိုက်တိုင်းအသက်ရှူထုတ်လိုက်တိုင်းအာခရမအပုံနဲ့ထွက်စီခြင်းစတဲ့ဆိုးကျိုးတွေကိုခံစားရနိုင်ပါပါ။ အဲ့ဒီအတွက်တော့မပူပါနဲ့နော်ရိုးရှင်းလွယ်ကူပြီးမိခင်ရောယဉ်သွင်းငယ်လေးပါကျမ်းမာစေတဲ့မြမဆေးစွမ်းကောင်းတလေရှိပါတယ်ဈေးဖို့ဖို့အတွက်ဟင်းခတ်အမွေးကြိမ်ဖြစ်တဲ့ဂျင်းစိမ့်နဲ့တဘာဝထညစ်ခဲဆစ်ဆက်တို့သားလိုအပ်ပါတယ်ဥစွာအလေးချိန်ငါးကြက်သားရှိတဲ့ဂျင်းကိုအခွင့်အရေးနှုတ်နှုတ်ဆင်းမှာထို့နောက်နှုတ်နှုတ်ဆင်းထားတဲ့ဂျင်းကိုတစ်ညစ်ခဲငါးကြက်သားနဲ့အတူရေတင့်ယုံယောဂါရနံ့မွှေးစုပွဲပြီးအတန်ငယ်ပြက်လာတဲ့အထီးမီးအီးအီးနဲ့ဂျူပေးရမှာပါ ဆေးရည်ဝအေးခံ၍ဟင်းစားစွန်းတစွန်းစီဖြင့်တနေ့၃ချိန်တောက်ပါတဘာဝအတိုင်းမိဖွားသူများသာမကဖိုက်ခွဲမွေးဖွားသူတွေရောကိုဝင်ပြစ်ကြသူများပါအညစ်အကြေးကင်းစင်ဖို့ထိုဆေးရည်ကိုမိထွက်သည့်ခုနှစ်ရက်တိတိတောက်ပေးခြင်းဖြင့်တသားမွေးတသွေးလှစီမှာဖြစ်ပါသည်လပမှုမူရေးရာအတွက်တော့ဂျင်းရဲ့အုံးမဝံကိုတင်ပြပေးချင်ပါတယ် ချင်းချင်းဟာအလှအပအတွက်အသုံးဝင်ပုံကိုသိရှိသူလည်းနဲပါလိမ့်မယ်။ချင်းကိုလှိဖြတ်၍ယူနီဆူဆူထဲမှာစိန်ထားပြီးအေးသွားတဲ့အခါခွန်းလုံးလေးတွေကို၎င်းချင်းစိန်ရီထဲသို့နှစ်ပြီးမျက်နှာပေါ်ရှိဝက်ချံများကိုတုံလိမ့်ပေးပါ။မိနစ်20လောက်ထားပြီးနောက်မျက်နှာသက်ပါ။ဤနည်းအတိုင်းတစ်နေ့တစ်ချိန်လှုပ်ပေးခြင်းဖြင့်ဝက်ချံများကိုပျောက်ကင်းစေပါသည်။ ကျင်းပြုတ်ရည်သို့မဟုတ်ကျင်းကိုလက်လက်ဆက်ဆက်ကြိတ်ချပြီးပြားရည်တမယာရည်အနှဲငယ်တို့နဲ့ရောဆက်ရည်တောက်ပေးခြင်းဖြင့်မျက်နှာပေါ်ကအရေးအကြောင်းတွေကိုသိတာပျောက်ကင်းစေပါတယ်။အသားအရည်ပေါ်ကအမရွတ်တွေပျောက်စေရန်အတွက်ကျင်းကိုနှုတ်နှုတ်ဆင်းပြီးရလာတဲ့အရည်အဖက်များနဲ့ပွက်လင်းပေးနိုင်ပါတယ်။သပင်းကောင်းစေရန်အတွက်ကိုလည်းခေါင်းမလျှော်ခင်နိုင်ဝတ်ခန့်အလိုမှာကျင်းပြုတ်ရည်ကိုဆန်သားနဲ့ဥယျာဉ်ပြားအနှံ့သုံးလင်းပေးပြီးမှခေါင်းလျှော်ပါကသပင်းတွေကိုကောင်းစေပါတယ်။ ဒါပေမဲ့ဂျင်းကိုသတိပြုရမှာတော့ဂျင်းဟာတဲချီရီကိုပိုထွက်စေကြတာကြောင့်တဲချီယောဂါရှိသူများကဂျင်းအချောက်ကိုဖြစ်စေဂျင်းမုံကိုဖြစ်စေဆေးအပြည့်မြဝဲလိုပါလျင်ကျွမ်းကျင်သူဆရာဝန်တို့ရဲ့လမ်းညွှန်မှုဖြင့်သာသုံးစွဲတင်ပါတယ်လို့တမားတော်တိုင်းရင်စီမှာဖော်ပြထားတာကိုတင်ဆက်ပေးလိုက်ရပါတယ်ရှင်။နောက်ရက်ဒီမှာလည်းစိတ်ဝင်စားဖွယ်ရာကျမ်းမာရေးအသိပညာပေးအကြောင်းအရာချို့ကိုထုတ်လုပ်တင်ဆက်ပေးသွားမှာမို့လို့စောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်ရှင်။